မြန်မာလက်ရွေးစင်အသင်းဟာအင်ရှင်အဖြစ်ကျင်းပမဲ့ Suzuki Phala အကြိုပြင်ဆင်မှုအဖြစ်လာမဲ့စက်တင်ဘာလအတွင်းမှာဂျာမနီနိုင်ငံမှာတွားရောက်လေ့ကျင့်မှာဖြစ်ပါတယ်ဒီသတင်းကိုတော့လွှမ်းမိုးအောင်သတင်းပေးပို့ထားပါတယ်ရှင် မလဝိဒင်းတဲ့ဟာစူဇူကီဖလားအကျိုးပြင်ဆင်မှုအဖြစ်လာမယ့်စက်တင်ဘာလအတွင်းမှာဂျာမနီနိုင်ငံမှာသွားရောက်လေ့ကျင့်မှာဖြစ်ပြီးခြေစမ်းပွဲတွေကစားဖို့လည်းစီစဉ်ထားတာပါ။လက်ရှိအချိန်မှာတော့မြန်မာလိပွဲစဉ်တွေရှိနေလို့မြန်မာအသင်းရဲ့လေ့ကျင့်မှုတွေကိုရပ်နှားထားပြီးလာမယ့်ဩဂတ်လဒုတိယပတ်မှာလေ့ကျင့်မှုတွေစတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီစက်တင်ဘာလ3 second week လောက်ဆိုရင်တို့ဂျာမနီကိုသွားပါမယ်။ဂျာမနီမှာတို့အနေနဲ့ဒီ2 week 3 week လောက်တို့ခြေစမ်းပွဲနဲ့ နောက်ပြီးတော့တောင်တင်းတဲ့အသင်းတွေပေါ့နော်ဥရောပတောင်တင်းတဲ့အသင်းတွေသူတို့ကစားမှာပါကစားပြီးတော့ဟိုအခုဆိုလို့ချင်းလည်းဒီဒီနီးပြရကြီးကလည်းသူ့ရဲ့ pro licensing ကို extension လုပ်ရင်းနဲ့သူပြန်သွားတယ်အဲ့ချိန်မှာကျွန်တော်တို့ဒီဥရောပမှာရှိတဲ့ဒီခုနကဂျာမနီတပေါ်မှာရှိတဲ့တောင်တင်းတဲ့အသင်းတွေနဲ့သူအနေနဲ့ဒီ friendly match ကိုချိန်နေပါတယ်နောက်တချို့အသင်းတွေလည်းရတော့ရနေပါပြီဒါပေမဲ့ confirmation တော့ဟိုရတော့ပြန်ထုတ်ပြီးတတိထုတ်ပေးပါမယ်နောက်တစ်ခုကတော့ပြန်လာလို့ရှိရင်တော့ပမာပြီမှာ ီခြေစမ်းပွဲတွေနဲ့အတူ training ပြန်လုပ်ပြီးတော့ပြီးရရှင်ကျွန်တော်တို့ဒီ AFS Suzuki Championship ကိုဝင်ပိုင်မှာ။နိုဝင်ဘာလမှာကျင်းပမယ့် ASEAN Suzuki Flag ပြိုင်ပွဲမှာမြန်မာနိုင်ငံက Philippines နဲ့အတူပူးတွဲအရှင်အဖြစ်ပထမဆုံးအကြိမ်လက်ခံကျင်းပမှာဖြစ်ပါတယ်။လူကြီးလူငယ်အချို့ကျပေါင်းဆက်ထားတဲ့မြန်မာအသင်းအနေနဲ့အသင်းလိုက်စူးစီးမှုကောင်းမယ်ဆိုရင် Suzuki Flag မှာအောင်မြင်မှုရနိုင်တယ်လို့လက်ရွေးစင်ကစားသမားဟောင်းလည်းဖြစ်တဲ့ဦးတင်မြင့်အောင်ကပြောပါတယ်။ကလပ်ပွဲပြီးတဲ့အခါမှာတိုင်းပြည်အတွက်သူတို့ဘယ်လောက်ထိ ခေါင်းဆုံးကစားပေးနိုင်မလဲနောက်ပြီးတော့သူတို့အနေနဲ့သူတို့ဟာဟိုဘယ်သူလဲဆိုတာရှင်းပြောလို့ရှိရင်ငါဥပမာကျုပ်ကူကျုပ်ကူကဘယ်လိုလဲလူမျိုးဆိုတော့ကိုကူကိုတော့ပြုစုပြူထောင်ပြီးတော့ဘာသူ့ရဲ့တန်ဖိုးကိုသူပြဖို့တော့ကျွန်တော်လိုလိမ့်မယ်လို့ကျွန်တော်ရင်ယူစားတယ်ဒီကလေးကျွန်တော်တို့ဘာမှကလေးတွေဟာဒီအရှိတောင်အာရှလေမှာဆိုလို့ရှိရင်သူအရေးရှင်းရှိပြီးသားကလေးပါပဲအဓိကတော့သူ team work နဲ့ နောက်ပြီးတော့တို့နိုင်လူစိတ်ပြင်းထန်မှုစိတ်ကလေးတွေထဲမယ်ဒီဝက်ကလေးတွေပါလာမယ်နောက်နည်းပဲရဲ့ဒီ view ဟာတွေကိုနားနားလေလာမယ်ဆိုလို့ရှိရင်ပေါင်းဆက်မိသွားမယ်ဆိုလို့ရှိရင်တော့ဒီအသင်းကတော့ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းအတာတစ်ခုကြီးရောက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်တို့ဒီအသင်းကိုတော်တော်လေးမျှော်လင့်ထားပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီအသင်းမှာလည်းဒီ talented player လေးတော်တော် များလာပါပြီ။သူတို့ပေါင်းဆက်နိုင်မှုအားပဲကျွန်တော်တို့လိုပါတော့တယ်။ညီမဘောလုံးအသင်းဟာ လူငယ်အဆင့်ပြိုင်ပွဲတွေမှာအောင်မြင်မှုရခဲ့ပေမဲ့လက်ရွေးစဉ်အဆင့်မှာတော့ကျင်းပပြီးစီးခဲ့တဲ့အာဆီယံဖလား၁၀ကြိမ်မှာ၂၀၀၄ခုနှစ်ပြိုင်ပွဲတစ်ကြိမ်ပဲအုပ်စုအဆင့်ကကျော်လွန်ခဲ့ပူပါတယ်ကျွန်တော်လွှမ်းမိုးအောင်ပါ